ဒုက္ခရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမကတော့ဒုက္ခရဲ့ဝိုင်းတော်သားတဦးဖြစ်တဲ့ဟေဇယ်ပဲဖြစ်ပါတယ်။ကျမအခုဖတ်ပြပေးမှာကတော့ဆရာကိုစင်အညာသားရေးသားထားတဲ့အလဲဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်။အလဲ ကြိုက်တယ်ဗျို့ကြိုက်တယ်နောက်တစ်ပုတ်လောက်နောက်တစ်ပုတ်အသေးကွဲနေလို့ပါဗျို့ဖီသချင်းလေးလှုပ်ပါဦးစင်ပေါ်ရှိအဆိုတော်ကြားရလောက်သည့်အထိကျွန်တော်တို့အဖွဲအော်ပြောနေလိုက်ကြသည် ဟုတ်သည်ဒီညကျွန်တော်တို့အားလုံးမူနေကြပါပြီဒီနေ့ဒီကျွန်တော်တို့အဖွဲအတွက်အသေးကွဲအထိမ်မှန်နေဖြစ်သည်ကျွန်တော်တို့ဝိုင်းတွင်၄ယောက်တိုင်းနေသည်ကိုရဲကိုနောင်ချင်းမင်းနဲ့သူတငယ်ချင်းငလက်တို့ဖြစ်သည် ယနေ့ညဤအသေးခွဲဆက်လိုက်သည်ချစ်မင်းဖြစ်သည်နေလေခင်တွေက လူစုကတောင်းမိနေကြခြင်းဖြစ်သည်ယခုည9နာရီခွဲအထိဖြစ်သည်ဆိုင်နေရာတွေသာတဆိုင်ပြီးတဆိုင်ပြောင်းခဲ့ရသည်ချစ်မင်းဤစကားသံများသည်ကမပြောင်းမလဲတထက်သေးပင်ဒီမင်းမမမိုက်ဘူးကွာတာကြီးဟာမင်းသိလားမင်းတို့သိလားငါတို့အရန်ချစ်ပေးခဲ့တာသူလူအပ်တာမှန်သမျှငါအကုန်ဖြည့်ဆည်းပေးခဲ့တာတာကြီးဟာ ။ "तू လုတ်ရက်တယ်ကွာ။ तू တကယ်လုတ်ရက်တာ။ငါ့ကိုထားသွားပြီတာကြီး啊။ तू တိုက်သမျှတောက်ပြီ။ तू ပြောသမျှနားထောင်ပေးရသည်ကတန်လာသည်တော့မဟုတ်ပါ။အကြောင်းထက်လွန်လာသည့်အခါဆိတ်ရှုပ်ရသည်မို့ကိုတွေပါအမှုအမောက်တောက်ပြက်လိုက်မိကြသည်ထိုမှသာသူလဲပြောချင်ရာပြောနိုင်တယ်လို့ကျွန်တော်တို့လည်းလွတ်လွတ်လပ်လပ်ခေနိုင်ကြပါမည်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ဒီညအတွက်နောက်ဆုံးသချင်းလေးတစ်ပုဒ်နဲ့အားလုံးကိုနှုတ်ဆက်ချင်ပါတယ်ခင်ဗျာ မရဘူးမရသေးဘူးမနှုတ်ဆက်ချင်သေးဘူးမနှုတ်ဆက်ဘူးဗျာညာစိန်နိုင်ပင်ထူတော်မြင်မို့အမ်ပလက်ပန်ဒီပင်နှုတ်ဆက်တခြင်းဆိုကတိန်နေပြီဖြစ်ပါသည်ဝိုင်းအတော်များများသည်လေပြန်ကုန်ကြလိမ့်ပြီမို့ဆိုင်ထဲတွင်ကျွန်တော်တို့ဝိုင်းသာ နောက်ဆုံးကြံလေသည်လားမသိအတန်များပြီးတိတ်ဆိတ်လို့နေလေသည် ဟာမပြန်ချင်သေးဘူးကွာမပြန်ချင်ဘူးဟာတိုင်ငချစ်ကလည်းကွာမပြန်လို့မရဘူးဒီမှာဆိုင်ရလဲတိန်းတော်မှာကွာ ဟိုမှာကလေးတွေတောင်းပေးလာပေးနေပြီဟာဟာမရှင်းဘူးကွာမရှင်းနိုင်ဘူးလို့ပြောလိုက်ပြောလိုက်ကွာမရှင်းဘူးဘာဖြစ်ချင်လဲဘာလုပ်ချင်လဲကွာဟာကိုနောင်ထင်းအောင်မင်းကောင်ကလှုပ်မှုနေပြီဟာအစ်စ်မပြေတော့ဘူးဒီတိုင်းဆိုရင်အစ်စ်မပြေတော့ဘူးဘေးဘေးဘေးအရင်ရှင်းပေးလိုက်ကွာကြောက်တဲ့ငွေအားအရင်ရှင်းကကျွန်တော်တို့ဆိုင်အတွင်းမှထွက်လာခဲ့လိုက်ကြသည်ဒီကောင်တော်တော်ပလက်ကျွတ်နေပြီဒီတိုင်းဆိုရင်သူအဆောင်ပြန်လို့လည်းမဖြစ်တော့ဘူး ဒီတရောင်းစားကဒီလောက်မူးထောင်နေအဆောင်မှာလည်းတောင်းချောင်းမှာမြင်အောင်သေးတယ်။မူယူရွယ်ပြဲနေသောချစ်မင်းကိုကြီးကကျွန်တော်နဲ့ကိုနောင် အကြက်ရိုက်နေရသည်။ငလက်သည် ချစ်မင်းကို တွေ့ထိန်ထားရင်ဖြင့်ကျွန်တော်တို့၏အခြေအနေအားစောင့်ကြည့်နေလေသည်။မင်းမပတ်ဆိုင်ကြသည်လား။ကိုနောင်သည် သူ့အိတ်ကက်ထဲသို့နှိုက်ဆန်းကြည့်သောအခါငါးထောင်တန်းနှစ်ရွက်ထွက်လာသည်။ဒါပဲကြံတော့တယ်။ဟာလခွန်းအဲ့တောင်းနေဘာလို့ရမှာတော့ဟ။ဟိုတယ်တော့အိမ်မလို့လေကွာ။ ဒီချီးတို့နဲ့အဆောင်ပြန်လို့မှမရတော့တာယူဟူးဒီပတ်စံတွေကဘလို့လို့အဆင်ပြေမှာလဲငါစီလဲစစောကဘေးရှင်းတော့အကုန်တုံးလိုက်ရပြီကုန်ပြီဒီနွားတောက်ဒုက္ခပေးတာနဲ့ငါတို့တော့လမ်းမေးမှာအိပ်ရတော့မလားမသိဘူးဒီလိုလုပ်ပါလားကျွန်တော်ရင်လိုက်ရကြပါလားငလက်ဤစကားကြောင့်ကျွန်တော်နေကိုနောင်နှစ်ယောက်သာခေါင်းကလေးတွေထောင်သွားကြသည်လမ်းပြီးအိပ်ရတော့မည်ဟုတွေးထားမိကြသည်မို့ကြားလိုက်ရတော့ငလက်ဤစကားသံကြောင့်အားရှိသွားသည် ဖြစ်ဖြစ်ပါမလားမင်းရင်ကလည်းပြောနေပါအောင်မေးဒီတရောင်းစားကခွေမှုဝမူမူနေတာကွာဟာဖြစ်ပါတယ်ဗျအိမ်မာကဘသူမှမရှိဘူးအေးစေးပဲဒါပေမဲ့ဖြစ်တယ်လို့တော့နေရမှာအခန်းကလည်းတခန့်ပဲရှိလို့အိုးဘာမဖြစ်เสียရရှိမှလဲကွာယောက်ျားတွေကြီးပဲဖြစ်အောင်နေမယ်ကွာโอเคဗျာဒါဖြင့်သွားမယ်နေ ਉ နေ ਉ ငါမင်းနောက်ကလိုက်ခဲ့မယ်ဒီနွားကစိတ်ချရတာမဟုတ်ဘူးနှစ်ယောက်ညက်စီမှဖြစ်မှာကိုနောင်မင်းတယောက်တည်းဖြစ်တယ်မလား ตาကြီးကလည်းငါဖြစ်ပြီးသားယူကဲဒါဖြင့်ဒိုးမယ်ကွာโอเค let's go နေဒိုးရီလက်ထကြမယ်ဆိုဒီညအတွဲအိပ်ဖို့ကိစ္စအဆင်ပြေသွားပြီမို့ကျွန်တော်တို့စိတ်လုကိုလိုဖြစ်သွားကြသဖြင့်အမ်ဘလက်မှဆိုခဲ့သောနှုတ်ဆက်တခြင်းအားတန်ပြိုင်အောဆိုကငလန့်အီတို့စံကဲမောင်းထွက်လာခဲ့လိုက်ကြသည်ကဲရောက်ပြီဗျာမီးရောင်မရှိသောအမောင်ပြပြအောင်၌ တွေးလိုက်ရသည်ကတိုက်ပူလေးတလုံးငလက်သည်ခြံတကားတော့ဆင်းဖွင့်နေသည်မို့ကျွန်တော်သည် ချင်းမင်းကိုတိုင်ဖက်ခါထိန်ထားလိုက်ရသည် KTV သွားမယ်လေကွာ KTV သွားမယ်စကလုံးမကွဲတော့သည့်အထီအောင်မူးနေပြီဖြစ်တော့လေအကျော်ကမလျှော်သေးတော့ချင်းမင်းဤဇက်ဘူအာကျွန်တော်အနောက်မှနေ၍ရိုက်ချလိုက်သည်ကိုနောင်သည်ဆိုင်ကယ်ရက်ခါအံပေးအမောင်ရိန်နာတို့ရိန်ထိုးနေသောခြေလမ်းများဖြင့်ရှောက်လန်းသွားနေလေသည်ဟိတ်ကောင်ဘဲတော့ ရှူရှူဟာဟေ့ကောင်မင်းသူများရင်ရေးကြီးမှာအခုပဲအထက်ရောက်တော့မှာဟောဟာမအောင်နိုင်တော့ဘူးချပြီကွာကိုနောင်ဒီလေအတော့ကိုမူးနေပြီထင်သည်ခြံစည်းကိုအုတ်တိုင်းပေးလိုက်ရက်ကအပေါ်သွားနေလေတော့ဒီကျွန်တော်ဒီကငလက်ကိုအာနာနေမိတာဖြစ်သည်ကိုရဲ့လာအထက်ဝင်ဆိုင်ကယ်ကျွန်တော်စီးလာခဲ့လိုက်မယ်ချင်းမင်းကိုတွဲကကျွန်တော်အိမ်ထဲသို့ဝင်လာခဲ့လိုက်သည် ကျွန်တော်ကိုတိုင်းဒီလေမူးနေတာဖြစ်သည့်အပြင်ချမင်းကိုပါထိန်ထားရတာမို့နှစ်ယောက်ဝိတ်ဖြင့်ရင်ထိုးနေသည်အင်ကြီးသည်အတော့ကိုမှောင်တာဖြစ်သည်မိရတော့ထုံးစံအတိုင်းပဲငလက်သည်ဆိုင်ကယ်စီးဝင်လာရင်ဖြင့်ကျွန်တော်အားလှမ်းပြောလေသည်ကိုနောက်ဆိုင်ကယ်သည်လေခြံထဲသို့လိုက်လာပြီးမို့ငလက်သည်ခြံတကားကိုတော့ပြန်ခံနေသည်ဟာအင်ကြီးကလည်းခြောက်ချားစရာကောင်းလိုက်တာကွာအချိန်နေရောပဲ ဇက်ကားတွေထဲမှာပါတယ်။တရေချုပ်တဲ့အင်ကြီးကြာနေတာပဲငါလခွေး။ကြိုးတဲ့တောင်စိတ်လာပြီ။ဟေးကောင်တိုးတိုးပြောပါဟ။တို့ကြာကြတော့မှာဖြစ်မင်း။ကျွန်တော်ဒီနှကောင်ကိုမနိုင်တော့ပါကြီး။လာလေအထဲဝင်။ငလက်သည်အင်တကားကိုပြေးလာဖွင့်ကအရှိမဝင်သွားတော့သည်။အင်းနေတို့ဝင်လိုက်ရသည် နေတပြိုင်နဲ့ခန်းစားလိုက်ရသည်ကအေးစိန်သောလေတုပင်ဖြစ်ပါသည်။ဆောင်တွင်အချိန်ကာလမို့တိုက်အိမ်များသည်ပို၍အေးစိတ်နေရခြင်းဖြစ်မည် တခါတည်းပဲအေးကြတော့မလားအပေါ်ပါးတွေပါလေသွားကြအောင်မလားဟာတော်ပြီတော်ပြီအေးချင်နေပြီဟာအေးတော်မယ်လေကျွန်တော်တဲ့အရင်ထွက်ပေါ်လာတော့ကိုနောင်ဤစကားတန်းကြောင့်အပေါ်သွားခြင်းသည်ကျွန်တော်ဤစိတ်တို့အားမျိုးသိပ်ထားလိုက်ရသည်โอเคโอเคအပေါ်ပါသွားခြင်းလည်းမပူပါနဲ့ရေချိုးကန်းအင်သာအိမ်ထဲမှာပဲဒီအိမ်မှာကအခန်းကနှစ်ခန်းပဲရှိတာလေလာလာအဲ့ဆိုအခန်းထဲပဲသွားကြတာပေါ့ငလက်ဤဦးဆောင်မှုနောက်သူကျွန်တော်တို့စန်တဝါဝါဖြင့်အနောက်မှလိုက်လာခဲ့ရသည် ငလက်သည်သူ့အိမ်မို့ထင်သည်မိအလင်းရောင်မပါတော့လေအရှိမဖြောင်းတန်းစွာသွားနိုင်လေသည်ကျွန်တော်ဒီသာချင်းမင်းအားထိန်ကူထားရတာမို့ရိန်ထိုးနေရသည်ငမူကောင်းဒီကငြိမ်ကြနေပြီဖြစ်သည်ကိုနောင်ဒီကျွန်တော်အနောင်မှနေ၍ခေါင်းငိုက်ဆိုင်ငိုက်ဆိုင်ဖြင့်လိုက်ပါလာသည်ကဲအခန်းကတော့ဒီတခန့်မဲတုံးလို့ရလို့ဗျာဒါကျွန်တော်အခန်းမဲလွတ်လွတ်လပ်လပ်သာအိတ်ကြတော့ဗျာကျွန်တော်လည်းအိတ်တော်မယ်တော်တော်ကောင်းနေပြီအခန်းလွတ်ထဲ၌ကိုစောခင်သားသည်ထင်၏ တခြားဘာမှမပါရှိသည့်ခေါင်းအုံးတစ်လုံးကိုတော့ငလက်သည်ဆွဲယူအောင်ပြစ်လိုက်သည်ဆောင်းကိုတော့ဒီအတိုင်းထားထားလေသည်အခန်းသည်ကျေတော်လဲလူလေးယောက်အတွက်ကကြတော့ကျင်းနေပါသည်ကိုနောင်သည်ဘဲဘဲအစွန်ဘနာတို့ကခဘိုင်ငနေပြစ်လဲ၍အိတ်နေလေသည်သူပိနား၌ချမင်းကိုထားသိပ်ပေးလိုက်သည်ခိတာမြအကြ၌အခန်းအတွင်း၌ဟောက်တန်အပေါင်းစုံထွက်လာလေတော့သည် ကျွန်တော်လည်းအိတ်ချင်နေပါသည် ောသွားခြင်းသည်အတွက်စိတ်ဖြောင်ဖြောင်အေး၍မရနိုင်ဖြစ်နေသည်ငါလခွေးကိုနောင်ကိုနောင်သာဝင်မပြောခဲလင်းကျွန်တော်အပေါ်သွားပြီးတချို့တဲ့အိပ်ပြောနေလောက်ပြီးထင်သည် အမှန်အတိုင်းဝင်ခံရမည်ဆိုလင်ကျွန်တော်ကြောက်နေတာဖြစ်သည် အခမ်းမီအလင်းရောင်ရှိနေလင်းလေတော်သေးသည်အခုတော့မောင်မောင်မဲမဲသူများအိမ်၌အိမ်သာသည်ဘယ်နာကိုသွားလို့သွားရမည်မှန်းမသိပါကြငလက်ကတော့ရေချိုးကန်းအိမ်သာအိမ်ထဲမှာရှိတယ်လို့ပြောတာပဲ။ ငါငါလိုက်ရှာလိုက်ရမလားငလက်ကိုပဲနှုတ်ပြီးမေးလိုက်ရကောင်းမလားကျွန်တော်တယောက်ထိအတွေ့ပေါင်းဆုံးဖြင့်အိမ်မရနိုင်ဖြစ်နေရသည်ဟောက်တန်ပေါင်းဆုံးဖြင့်အိမ်မောကြနေပြီဖြစ်တော်သည့်အကောင်တွေ၏အတန်များသည်အပေါ်သွားခြင်းသည်စိတ်အားပို၍တူလာစေတကယ်သို့ပင်မနေနိုင်တော့သွားမယ်ကွာငါဖုန်းအားကြံသေးရလားမသိဘူးကျွန်တော်ပေါင်းမိအိတ်ကဲထဲမှဖုန်းကိုထုတ်ကြည့်လိုက်သည့်အခါဖုန်းအားသည်900ခိုင်နှုန်းသာကျန်တော့သည် ကျွန်တော်အိတ်နေရာမှာထားထိုင်လိုက်ခါဖုန်မီးကိုဖွင့်လိုက်သည်ဟင်ကျွန်တော်တို့အခန်းတကားဒီဖွင့်ယူထားသည်မို့အခန်းရှိမှဖြတ်သွားဟန်တူသည့်တခုခုကိုရေခနေတွေ့လိုက်ရသဖြင့်ကျွန်တော်လန့်သွားမိသည် အခန်းဝမတင် ရက်ကကျွန်တော်ဖုန်မီးဖြင့်အသေးချာရှာကြည့်လိုက်သည့်အခါမြည်သည့်အရေးရောက်မှမတွေ့ရတော့ပါကြယောက်ျားတယောက်ဖြစ်ပြီးဟိုတင်ဒီတင်နဲ့လက်နေမိတော့ကျွန်တော်ကိုကျွန်တော်တွေးမိကပြုံးမိပါသည်ဘယ်ဘက်မှလည်းမသိဘူး ကျွန်တော်တို့ရှိနေသည့်အခန်းဒီအင်ကြီးအလဲလောက်တွင်ဖြစ်မည်ထင်သည်ဟိုဘက်ဒီဘက်အားဖုံမီဖြင့်ထိုးကြည့်လိုက်သည့်အခါရှောက်လန်းကြဲကြီးကိုနှစ်ဖက်စလုံးတွင်တွေ့ရသည်อืมငါတို့ဝင်လာတာကဒီဘက်ကဆိုတော့ဟိုဘက်နားလောက်မှာပဲဖြစ်ရမယ်ဟုတ်လောက်တယ်ကျွန်တော်ရနေရမှာညာဘက်သို့ရွေးချဲကရှောက်လန်းလာခဲ့လိုက်သည်အေးစိမ့်သောလေတူအောင်၌တိတ်တဆိတ်ရှောက်လန်းနေမိရင်ဖြင့် လက်တစ်ဖက်မှာဖုန်းကိုကိုင်းကလက်တစ်ဖက်မှာလည်းဟိုဆန်းဒီဆန်းဖြင့်ကျွန်တော်ရှောက်လန်းကြည်ကြီးအတိုင်းရှောက်လာခဲ့လိုက်သည်အခန်းတကားတစ်ခုအားစန်းကင်မီလီယက်သားဖြင့်တွန်းမိသွားသည် အခန်းတကားသည်အတန်လေးလေးကြီးဖြင့်ပွင့်ကားသွားလေသည်ကျွန်တော်ဖုန်းမီကိုအားပြုကအခန်းအတွင်းသို့ထူကြည့်လိုက်သည် အခန်းလွတ်တစ်ခုထဲ၌ဂရင်တလုံးကိုသာတွေ့ရသည် အခြားမြည်သည့်အရာမှမမြင်မိတာမို့ကျွန်တော်အခန်းတကားကိုပြန်ပိတ်ပေးလိုက်ပါသည်ဒီမှာလည်းအခန်းလူကြီးရှိတာ哦ငလက်ကငါတို့ကိုသူ့ခန်းမှာပဲဘာလို့ပေါင်းရခိုင်းတာလဲမသိဘူးအောင်မလေးဗျအခန်းပြင်ဘက်တို့ပြန်အထွေကျွန်တော်ဘီနာ၌ရက်လျက်နေသောအဖွာကြီးတယောက်ကိုတွေ့လိုက်ရသဖြင့်ကျွန်တော်လန့်၍អော်လိုက်မိပါသည်ตาကြီးတငယ်ချင်းတွေနဲ့တူတယ်အလေလိုက်လာတာလားငလက်အမေဖြစ်မည်ထင်သည် အသက်ကတော့60လောက်ရှိမည်ထင်သည်ကျွန်တော်အထိတ်တလန့်ဖြင့်အော်လိုက်မိပြီးမှအားနာသွားမိပါသည်ဟုတ်ဟုတ်ပါတယ်မေကတော့ကတော့နော်ကျွန်တော်ရုတ်တရက်ဆိုတော့လန့်သွားလို့ပါအင်းတားဒီခန်းထဲမှာနေချင်လို့လားမဟုတ်မဟုတ်ပါဘူးမနေချင်ပါဘူးအမေရဲ့ဒါအမေတို့ရဲ့အခန်းတားနေချင်နေလို့ရတယ်အဲ့ဒီလိုမဟုတ်ပါဘူးအမေရဲ့အခုအခုလေကတော့ကတော့နော်အမေကျွန်တော်အပေါ်သွားချင်လို့လေအဲ့ဒါ ဲ့ဒါကြောင့်အင်တာလိုက်ရှာနေတာပါဟိုးဘက်မှာအဖွားဒီကျွန်တော်အားအမောင်ရိတ်သေးသူလက်ညိုထိုးပြလေသည်သူမညွန်ပြရနေရသည်ကျွန်တော်တို့ဝင်လာသည်ဘက်ဖြစ်နေသည်မို့ကျွန်တော်ဒီနောက်ကိုပြန်လဲရတော်မည်ဖြစ်သည်ဟုတ်ဟုတ်ကဲ့မေကျွန်တော်ကြောင့်အမေတို့အေးပြတ်သွားကြပြီထင်နေမပြတ်ပါဘူးအမေတို့ကညဆိုမအိပ်ပြော်တော့ဘူးမင်းတို့အပါတောင်ထမင်းစားနေတော့ရှိသေးတယ်ဟင်ဟုတ်လားအခုမှညစာစားတာလား ကျွန်တော်ဖုန်းမှနာယီအားဖွင့်ကြည့်လိုက်သည်ည7:00နာရီတောင်ခွဲတော့မယ်နောက်တောင်တော့ကြာနေပြီ။အမေတို့ကအချင်းဖြစ်နေပါပြီ။တော်တော်စားလိုက်ပါလား။တော်ပါပြီအမေရဲ့ကျွန်တော်ကအိတ်ချင်နေပြီမလို့အိတ်တော်မှာ။음အဲ့ဒါဆိုကျွန်တော်အပေါ်သွားလိုက်အောင်မယ်နော်အမေ။အမေလည်းအိတ်တော်နော်။အဖွားသည်ကျွန်တော်အားခေါင်းငိတ်ပြလိသည်။ကျွန်တော်အမောင်ရိတ်သေးတို့ပြန်လျှောက်လာရသည်။လျှောက်လန်းနေရင်ဖြင့် ကျွန်တော်တကူလုံးတွင် ကြက်သေးမွေးညင်းများထလာနေသည်ကိုတတိထားလိုက်မိသည်ကျွန်တော်အနီအနား၌တယောက်ယောက်ကပ်၍လိုက်လာနေတကယ်သို့စိတ်မလုံးကြုံသလိုကြီးလေခံစားလိုက်ရသည် ကျွန်တော်အနောက်ဘက်သို့လှည့်၍ကြည့်လိုက်မိသည့်အခါမြည်သူများမတွေ့ရပါ အဖွားကိုလည်းမတွေ့ရတော့ပါချေသူ့အခန်းတွင်သူဝင်သွားပြီထင်သည်ကျွန်တော်တို့အခန်းရှိမှဖြတ်၍သွားရသဖြင့်အခန်းတွင်သူမိထိုး၍တစ်ချက်ကြည့်လိုက်မိသည် တကောင်သားများသည်ပိုလိုပလက်ဖြင့်နှင်းနှင်းချိုက်ချိုက်ပင်အိမ်မောကြနေကြလေသည်ကျွန်တော်အရှိသူဆက်၍ရှောက်သွားလိုက်သည့်အခါအခန်းကျယ်ကြီးတစ်ခုကို တွေ့ရပြန်သည်နည်းနည်းဆက်သွားလိုက်ရင်ကျွန်တော်တို့ဝင်လာသည့်အိမ်တကားပေါက်သို့ရောက်တော်မူဝင်လာစဉ်ကဒီအခန်းအားမမြင်မိလိုက်ပါတတိမထားမိတာထင်သည်မိဖို့ကန်းဖြစ်မည်အုပ်ဖြင့်တန်းထားသောမိဖို့ဂုံကလေးကိုမြင်ရသည်ကြောင်အိမ်လေးတစ်လုံးလည်းရှိသည် ကျောင်းဝင်အပေါ်၌တန်အိုးကလေးများကိုဆင်ထတ်ထားသည် ကျွန်တော်ဖုံးမီကိုအာပြု၍ဖြည်းဖြည်းချင်းဝင်လာလိုက်သည်ဘားရုံးဟာမိဖို့ကန်ထဲမှာရေချိုးကန်းနဲ့အင်သားကိုထည့်ဆောက်ထားတာလားကျွန်တော်အခန်းပပတ်လေးသို့လှည့်၍ရှာကြည့်လိုက်သည်ဟာဒုတိယအချိန်ကျွန်တော်လန့်သွားရပြန်သည်တောင်စွန်းတနေရာရှိဇပွဲပေါ်၌ကျွန်တော်အားကြော်ခိုင်းကထိုင်နေလေသောအပါကြီးတစ်ယောက်ကိုတွေ့မြင်လိုက်ရသောကြောင့်မင်း ကျွန်တော်အားကြော်ပီလျက်သားအနေအထားဖြင့်အရှိတူကုံ၍ထိုင်နေလေသည်စောစောတုန်းကအမေပြောလိုက်သည့်စကားအားပြန်တွေးလိုက်မိမှပင်ကျွန်တော်စိတ်အေးသွားရသည် ထမင်းစားနေသောအဘဖြစ်လိမ့်မည်ပုံမီလေးထူကားဖြင့်အဘနာတို့တူကပ်သွားလိုက်ပါသည်အဘအဘအဘသည် ကျွန်တော်အားလှည့်၍မကြည့်ပါချေကျွန်တော်အဘအနာတို့ပို၍နီနီလေးကပ်သွားလိုက်ပါသည်အဘထမင်းစားနေတာမြင်ရောမြင်ရရဲ့လား ော့ဖုန်မီလီထွန်းပေးရမလားအနောက်နာမကက်၍ပြောနေသည် ကျွန်တော်ဤစကားသံအားကြားဟန်မတူသည်မူကျွန်တော်အပပကုံးပေါ်သို့ တိုးကင်ရန်အတွက်လက်ကလေးလှန်လိုက်မိပါသည်အော်မလေးဗျကျွန်တော်လန်၍ဖိနှိုင်းလျက်လဲကျသွားခဲ့သည် သူအားမထီမကိုင်းလိုက်ရသေးခင်မှာပဲအပါသည်ကျွန်တော်အားရုတ်တရက်လှည့်ကြည့်လိုက်သည့်အပြင် ပါဇက်ထဲမှလည်းထမင်းပလုတ်ပလောင်းဖြင့်ဝူဝါဝါအော်ကထရရလိုက်သည်မို့ပင်ထို့နောက်လေကြနေသောကျွန်တော်အားအပေါ်စီမှအုံမိုးကကြည်နေလေတော့သည် ကြည်နေရင် ကြည်နေရင် အပ ాయి ယုတ်ကြီးသည်ဒေါသတကြီးဖြင့်ရုပ်ပြက်စင်ပြက်ကြီးဖြစ်လာခဲ့သည်ထို့နောက်ထမင်းစီများပေကြံနေသော လက်ကြီးနှစ်ဖက်အားဆန့်တန်း၍ကျွန်တော်မျက်နှာအရှိသို့ငိုက်ဆင်၍ကြာလာခဲ့သည်ကျွန်တော်မျက်စိစုံမိခါကျုံးအော်ပြက်လိုက်မိသည် စိတ်ထဲမှာလည်းအတော်ကိုကြောချမ်းလာကရှိရှိသမျှကြက်တီမွေးညင်းများပင်ထောင်ထွက်လာခဲ့ရသည်အပမလုံနဲ့အဲ့ဒါအလဲလာတဲ့သူနောက်ထပ်အတန်တတန်ကိုကြားလိုက်ရသည့်အခါမှသာ ကျွန်တော်ဤမျိုးလုံးများကိုဖွင့်ကြည့်မိခဲ့ပါသည်အပဤဘီနာတွင်ရက်လျက်နေသူဒီကငလက်ပင်ဖြစ်သည်အပဤလက်ကိုကင်ဆွဲထားလေသည်အပသည်ယခုတိုင်စိတ်ဆိုးဒေါသထွက်နေရန်တူလေသည်အသက်ကိုပြင်းပြင်းရှူလျက် မျက်လုံးစိမ်ကြီးများဖြင့်ကျွန်တော်အားစူးစိုက်ကြည့်နေလေသည်အဘအိမ်ကိုလူစိမ်းလာရင်မကြိုက်ဘူးငလက်သည်ကျွန်တော်အားရုတ်တီကြီးဖြင့်အေးဆက်ဆက်ပြောလေသည်မှာ တွေ့စားကနဲ့မတူပါကြေလာအဘအခန်းထဲပြန်မယ်ထို့နောက်အဘကိုလက်ဆွဲကအမောင်ရိတ်သေးသူရှောက်လန်းဝင်ရောက်သွားလေသည်ကျွန်တော်ဤအလန်းစိတ်သည်ယခုတိုင်မပြောက်သေးပါကြေနှလုံးခုန်တမ်းများသည့်ပင်တဒိတ်ဒိတ်ဖြင့်ယခုတိုင်ကြားနေရသည် ့မိပါတွေကလူစိမ့်လာရင် မကြိုက်တဲ့ဟာ ਉਹ များငါတို့ကိုခေါ်လာနေသေးတယ်ကျွန်တော်ငလက်အားစိတ်ထဲမှပြောဆိုနေမိပါသည်အောက်ကြသွားသောဖုန်းကလေးအားကျွန်တော်အမြန်ပြန်ကောက်လိုက်ရသည်ထို့နောက်အင်တာတကားအားအမြန်လိုက်ရှာရသည်မြ мян ပေးစားပြီးအခန်းထဲသို့မြ мян ပြန်ချင်နေပြီမဟုတ်ရင်ဒီညတွင်ချင်းမင်းနှလုံးရွေ့၍ကိစ္စရောသွားနိုင်သည်မို့ပင် နိုင်ရန်တောင်ပနားတွင်အခန်းတကာတစ်ခုကိုတွေးလိုက်ရတာမို့ကျွန်တော်တွန်းဖွင့်လိုက်ပါသည် တွေးရပါပြီကျွန်တော်ခတ်တော့တော့ကလေးပြေးဝင်ကတကားပြန်ပိတ်လိုက်သည်ထို့နောက်ဂျက်ထိုးကဖုံမီလေးအားနိုင်ရန်မှာကပ်၍ထောင်ထားလိုက်သည်ဟူးအခုမှပင် ပေါ်ပါလွတ်လပ်သွားရသည် အတော်လေးအောင်ထားရတာမို့အပေါ်သွားရတာအာရပါရရှိတဲ့ကဲတို့ကြားလဲကြသည် အခန်းပြင်ဘက်စီမှာလမ်းလျှောက်လာသည့်အတန်ကိုကျွန်တော်ကြားလိုက်ရပြန်သည်အိမ်သားတကားအောက်ဖက်အနားရှိလွတ်နေသောတကားဂျာနာလေးမှလည်းအရေးလိုလိုလေးဖျက်လျှောက်နေတာကိုမြင်လိုက်ရသည်တယောက်ယောက်အိမ်သားလာသည်ထင်၏လူရှိတယ်ကျွန်တော်အိမ်သားတကားအားခောက်ခါအထဲမှာကျွန်တော်ရှိနေသေးကြောင်းကိုအတန်ပြုလိုက်ပါသည်သို့သောအပြင်ဘက်မှမြည်သည့်တုံ့ပြန်မှုကိုမျှပြန်မကြရပါကြည် ကျွန်တော်အပေါ်သွားပြီးပြီမို့အိမ်သားရေလောင်းကမတက်ထားရလိုက်ပါသည်ထိုစဉ်အိမ်သားတကားအားအရှင်ပြင်းပြင်းဖြင့်စောင့်ကန်လိုက်တကယ်တော့အတန်အကျဲကြီးထွက်ပေါ်လာခဲ့သည်ကျွန်တော်လည်းလန်၍ဘာလို့လို့ဘာကန်ရမှန်းပင်မသိကြောင်အားစွာယက်နေမိသည်အိမ်သားတကားသည်ပင် ပြင်းထန်သောအရှင်ကြောင့်ထင်လှုပ်၍နေလေသည်ဘာလဲမသိဘူးဖြစ်ချင်ရဖြစ်ကွာကျွန်တော်အခန်းတကားအားချက်ဖြုတ်ကအပြင်ဘက်သို့ပြေးထွက်ခါဖုံမီဖြင့်ထိုးကြည့်လိုက်ပါသည် ဘေးဘီဝေယာတို့ကြည်လိုက်တော့လဲဘာကိုမျှမတွေ့ပါမဲမောင်ရွေသားနေမြဲပင်ကြောင်နေကြွတွေ့များပြေးလာတိုင်မီသီလာမသိပါကျွန်တော်ကြောက်လဲကြောက်လာတာမို့အိတ်ခမ်းစီတို့သာဥတီ၍အမြန်ပြေးလျှောက်လာခဲ့လိုက်သည်ညံဆန်စွာလျှောက်လန်းနေသောကျွန်တော်ဤခြေလန်းတို့သည် တလန်းထက်တလန်းပူပူ၍လေးလာနေသလိုခံစားရသည်ကျွန်တော်ဤအနီနာတွင်လဲအေးစိန်သောလေတို့သည် လာလာဟန်နေသည့်အပြင်တစုံတစ်ခုကကတ်လိုက်လာနေတဲ့ကဲ့သို့တစုံတစ်ယောက်ကစိုက်ကြည့်နေတဲ့ကဲ့သို့စိတ်မလုံးသလိုကြီးခံစားလာရသည် ဖွင့်ဟာ၍ထားသောအခန်းတကားဝအားတွေးလိုက်ရမှသာ ကျွန်တော်ဤစိတ်တို့သည် ပေါ်ပါသွားရသည် အခန်းအဝါတို့ရောက်တည်နေတဲ့ပြိုင်နဲ့ကျွန်တော်ချင်းမင်းသားတို့ဝုန်းငနေပြက်လဲချလိုက်ပါသည်ဒီကောင်တွေဒီကအိတ်နေကြချင်းဒီလုံနိုးလင်းတောင်းနိုးကြမီပုံမပေါ်တော့ပါချေဟင် ကျွန်တော်ဘီနာတွင်ငလက်သည်လဲအိမ်မောကြနေလေဒီမှာဟောက်တံပင်ထွက်နေကြပြီစိုးနာကမှမိဖို့ကန်နဲ့ရောက်လာသေးတယ်အခုကြအိမ်မောတောင်ကြနေပြီဟသူ့အဘာကိုအခန်းထဲလိုက်ဖို့ကပြန်ဝင်အိမ်နေတာပဲဖြစ်လိမ့်မည်ဟူးဒီညဘာတွေဖြစ်နေတာလဲကွာကျွန်တော်တပြင်းမောကြီးချလိုက်မိပါသည်တောက်ထားသောဘီယာများသည်ပင်ဘေးရောက်သွားလေသည်မသိတော့ပါကြေ။ကြောက်စိတ်ကြောင့်အမူပါပြေးသွားခဲ့ရသည်။ ကျွန်တော်ခြေဆံ၍လဲထားနေရင်မသည်ခြေထောက်ဖက်စီမှအေးစိမ့်သောတစုံတစ်ခုသည် လာရောက်တူထိနေတဲ့ကဲ့သို့ခံစားလိုက်ရသည်လေဒီငမူးကောင်လေးသေးတယ်များပေါက်ချတာလားမသိဘူးကျွန်တော်ခေါင်ရင်ပင်နား၌ခြားထားသောဖုန်ကလေးအားစန်းကစန်းကဖြင့်ခြေထောက်ခြားထားရာအောင်နာစီသို့မိထိုးကြည့်လိုက်မိသည်ဟာတွေ့မြင်လိုက်ရသောမြင်ကွင်းကြောင့်လဲလျောင်းနေခဲ့သောကျွန်တော်သည်ထထိုင်မိသွားသည်ကျွန်တော်၏မျက်လုံးအစုံသည် ပြူးကျဲသွားရတကယ်တော့နှလုံးခုန်တန်တို့သည်လည်းမြန်ဆန်လာလေတော့သည် ကျွန်တော်ခြေတော့အနီး၌ရက်လျက်နေသောခြေတော့ချောက်ချောင်းကို တွေးလိုက်ရသည်မူပြီးကျွန်တော်အထိတ်တလန့်ဖြင့်အပေါ်သို့မောကြည့်လိုက်မိသည်သူ့အမေရဲ့သူ့အဖေရဲ့ပင်ဖြစ်သည် အခန်းဝ၌မတ်တက်ရနေကြလေရဲ့ကျွန်တော်အားစိမ့်စိမ့်ကြီးစိုက်ကြည့်နေကြလေသည်ကျွန်တော်သည်လေသူတို့အားပြန်ကြည့်နေမိသည်မြည်သည့်စကားတမ်းများလေ ထုတ်၍မပြောနိုင်တော့သည့်အထိစွန်အားတစ်ဆိုနေရသည် သူတို့သုံးယောက်သည်ကျွန်တော်အားကြည်နေကြရင်ဖြင့်မျက်နှာကြီးများသည်မဲ့မဲ့လာကြသည်တဖြည်းဖြည်းခက်ထန်လာကြကကြောင်မဲ့ဖွေကောင်းလာခဲ့သည် ကျွန်တော်အားတခုခုအန္တရာယ်ပြုတော်မူအလားဒေါသထွက်နေကြလေသည် သူတို့အားကြည်နေရင်ဖြင့်ကျွန်တော်ဤဖုံမီသည်ပိတ်သွားလေတော့သည်ထိုအချိန်တွင်မှပင်အခန်းတစ်ခုလုံးသည် လင်းထိန်သွားလေတော့သည် မိလာပြီဖြစ်သဖြင့်အခန်းတစ်ခုလုံးအားရှင်လင်းစွာမြင်တွေ့လိုက်ရသည် သူတို့သုံးဦးကမတွေ့ရတော့ပါကြေအခန်းအဝ၌ဘာဆိုဘာမှမရှိ ရှင်လင်း၍နေလေသည်ဟာကျွန်တော်ဤဘေးသို့စောင်းရည်ကြည့်လိုက်မိသည့်အခါအိပ်ပျော်နေမြဲပြင်ဖြစ်သောငလက်အားတွေ့လိုက်ရသည်မို့ကျွန်တော်လန့်သွားရခြင်းဖြစ်ပါသည်မျက်လုံးကိုပုတ်ခါအသေးချာထက်ကြည့်သည်တကောင်သားသည်ဟောက်၍နေသည်မှာတည်ရများပင်ကြာနေလေပြီဖြစ်သည် ငါတို့မူးချောင်ယူချောင်နဲ့မြင်ချင်ရာတွေရှောက်မြင်နေပြီနဲ့တူတယ်။ဟူးမတိတော့စိတ်ရှုပ်တယ်အိတ်မယ်ကွာ။ခံနေနိုင်ရှိတော့တခုလေးတော့ဆောင်းအားဆွဲယူကတကူလုံးလုံကြုံအောင်ခြုံလေးရဲ့ကျွန်တော်အိတ်ပြက်လိုက်တော့ဒီ။အာကိုရဲ့နိုးပြီလား။ငလက်အတန်းကြောင့်ကျွန်တော်ဆောင်းကြုံနေမှခေါင်းပြူထွက်လာခဲ့လိုက်သည်။ငလက်သည် အခန်းဝါ၌ရက်ခါကျွန်တော်အာမင်းနေခြင်းဖြစ်သည်။ညာကတောက်တာများသွား၍ထင်သည်။ ခေါင်းတွေထိုးကိုက်နေသည် ကျွန်တော်အခန်းတွင်သို့လှည့်ကြည့်လိုက်သည့်အခါချစ်မင်းနှင့်ကိုနောင်ကို မတွေ့ရတော့ပါကြီးဟူကောင်းနှကောင်းရောသူတို့ကအစိုးရတွေကနိုးနေကြတာလမ်းထိပ်ကိုမဝင်ကားဝယ်မဲဆိုပြီးထွက်သွားကြတယ်ကိုလိုက်ရောဆက်အောင်မလားထတော့မလားအာထတော့မယ်မအိတ်တော့ကျွန်တော်ပြင်ကျော်ဆန်ကာဖြင့်ထထိုင်လိုက်မိသည်ကျွန်တော်ဤအကြီးတို့သည်အခန်းနိုင်ငံပေါ်၌ခြေဆွဲထားသောဓပုံမှန်ပေါင်းစီသို့မရည်ရွယ်ပါဘဲရောက်သွားလေသည် ငလက်တို့ဤမိသားစုပုံလေးပင်ဖြစ်သည်ဟာဓာတ်ပုံလေးတွင်ငလက်သည်နှစ်ယောက်ကြီးဖြစ်နေသဖြင့်ကျွန်တော်အံ့ဩသွားရခြင်းဖြစ်သည်ဓာတ်ပုံလေးကနောက်တစ်ယောက်ကငလက်သည် အခန်းဝ၌ရက်နေရမှအခန်းထဲသို့ဝင်လာလေသည်ဩအဲ့ဒါကျွန်တော်ရဲ့အမွာညီလေးလေဒီဘက်ကဖီဖီဒီဘက်ကမင်းမင်းဖီနဲ့မင်းနဲ့ဟိုကတိတယ်လေညာတွေ့တယ်မင်းမအမွာညီလေးရှိတာကိုပဲမသိတာဖျား ငလက်သည် ကျွန်တော်အားပြူးကြောင်ကြောင်ဖြင့်ကြည်နေလေတော့သည်ကိုရဲ့ဖာရီလျှောက်ပြောနေတာတော့ဖီဖီရောမေမေရောညီလေးရောကဆုံးသွားတာငါးနှစ်တောင်ရှိနေပြီဟမ်ဒီတကားပြူးကြောင်ကြောင်ဖြင့်ပြန်ကြည့်နေရသူက ကျွန်တော်ပင်ဖြစ်သည် ဟုတ်တယ်ဖီဖီရဲ့မေမေရဲ့ညီလေးရဲ့ကအက်ဆီဒန့်နဲ့သုံးရောင်လုံးတစ်ချိန်နဲ့ဆုံးသွားကြတာလေအဲ့ဒီတော့ကကျွန်တော်ကဒေါ်ရီနဲ့အိမ်မှာကြံခဲ့လို့မဟုတ်ရင်ကျွန်တော်ပါပါသွားမှာဗျာ အခုတော့တယောက်တည်းအိမ်မှာကြောင်တော်တော်ကြီးကျန်းနေခဲ့ရတယ်။ငလတ်သည်ဘာမှမခံစားရတကယ်တော့ရည်ကျဲကျဲဖြင့်ပြောနေပါတော့လေ။ကျွန်တော်ဒီကပြောစရာစကားများပျောက်ဆုံးလို့သွားခဲ့ရသည်။ဘာမှကိုပြန်မပြောနိုင်တော့သည့်အထိစွန့်အားသွားခဲ့တာလေဖြစ်မည်။ဆရာကိုစဉ်အညာသားရေးသားထားတဲ့အလဲဆိုတဲ့ဝတ္ထုတူလေးကတော့ဒီရင်မဲပြီးဆုံးသွားခဲ့ပါပြီ။ နာဆင်ပေးခဲ့ကြတဲ့ဒုက္ခရဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါသည်ရှင်။